ကဲကျွန်တော်ဒီ TV channel လေးကိုအစင်တစ်သက်ကြည့်ရှုအားပေးနေတဲ့ကဘာအနှံ့နိုင်ငံတီးတီးကညီကိုမောင်မတွေအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးချမ်းသာခြင်းနဲ့ပြည့်စုံနေမနှက်ခင်းလေးဖြစ်ပါသေးလို့ကျွန်တော်ဒီ TV channel ကနေပြီးတော့ရှေးဥပထမသွားစုမုံကောင်းတောင်းပေးပါရစေဗျကဲဘီညီကိုတွေဒီ season လေးကတော့ကျွန်တော်တို့ရှေ့မှာလဲ United နဲ့ပတ်သက်တဲ့ transfer သတင်းတွေ transfer သတင်းတွေဆိုတာတက်လာလိုက်တာညီကိုတွေเนาะ လူတွေလည်းပေါက်တော့လူတွေလည်းပေါအောင်စုံးနေတာပဲညီကိုရင်းနဲ့လည်းညီငွေ့နေပြီလို့ထင်တယ်အဲ့တော့ခါကြတော့ကျွန်တော်တို့ဒီ United အသင်းက Diego Leon လေးကနေပြီးတော့ကျွန်တော်တို့ United အသင်းမှာသူ sorry သူရှိနေရတာပေါ့နော်သူကစားခွင့်ရနေတာကိုရန်ကစားခွင့်ရတာတော့မဟုတ်သေးညီကိုရောသူ့အနေနဲ့ United အသင်းကြီးမှာ သူက United အသင်းကြီးရဲ့အသင်းသားတယောက်ဖြစ်နေရတာကိုသူအရန်ကုန်ယူတဲ့အကြောင်းကိုပေါ့နော်သူပြောထားတာလေးကိုညီကိုလေးကိုကျွန်တော်က share လုပ်ပေးမယ်နောက်မှလည်းကျွန်တော် အန်ဒီကိုကြီးပြောထားတာလေးရှိသေးရပေါ့နော်အဲ့ဒါလေးရောပါဖြစ်တော့ညီကိုတွေနဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးပါလို့ကျွန်တော်အနေနဲ့ဒီနေ့ကနေပြီးတော့မြစ်တာရက်ခံပါရပြနော်ဟုတ်ပြီပထမအဆုံးအနေနဲ့ကျွန်တော်ဒီယိုကိုလီယွန်ကဒီနှစ်မှာကျွန်တော်ဒီမန်ယူနိုက်တက်ကိုပြောင်းလာရဲဆိုပေမဲ့အရန်ကိုပျော်နေရဲဆိုတာသိတာညီကိုနော်ဂျာစီကန်ရိုက်တဲ့ချိန်တွေရောကျွန်တော်တို့အမ်သူ့ကိုကျွန်တော်တရားဝင်ဆိုင်းထူးတဲ့ချိန်တွေမှာလည်းသူ့ယောက်ျားပြုံးဖြီးလို့ဘယ်သူနဲ့တော့သွားတူနေုံဆိုတော့ညီကိုတွေတစ်ချက်ကြည့်လိုက်အောင်သူ့ရဲ့ပုံစံကိုလည်းကျွန်တော်တို့အဲဒူးရောင်မင်းသားလေး အဲဝမ်ပတ်နေတော့မှလည်းနည်းခက်ဆင်ဆင်မျိုးဘဲရသိရမလားဒီကလေးရပါတော့ဟုတ်ပြီညီကိုတွေသူကတော့ပြောခဲ့တယ်ကျွန်တော်တို့ပါရာဂွေးနိုင်ငံအတွက်တဲ့သူ့အနေနဲ့ဒီမန်ချက်စတာယူနိုက်တက်လိုမျိုးအသင်းကြီးမှာရှိနေရတာကလုံးဝကုန်စရာပါလုံးဝကိုကြီးမားတဲ့အရာတစ်ခုပါဆိုပြီးပြောခဲ့တယ်အဲကျွန်တော်ထင်တာလည်းရှိရဲ့တဲ့ကျွန်တော်ထင်တာကတော့ပါရာဂွေးပြည်သူပြည်သားတွေလည်းအရန်ကိုပျော်ရွှင်နေမယ်လို့ထင်တယ်ဒီလိုမျိုးမန်ချက်စတာယူနိုက်တက်လို့ကြီးမားတဲ့ကလပ်အသင်းတင်းမှာပေါ့နော်သူတို့နိုင်ငံက လူတယောက်ကကစားနေတယ်ဆိုတာကသူတို့အတွက်အရန်ဂုံယူကြမယ်လို့ထင်ပါတယ်တဲ့ဟုတ်ပြီပါရာဂွေးပြည်သူလူထုအားလုံးအတွက် နိုင်ငံကိုစားပြုသူတို့နိုင်ငံရဲ့ကိုစားပြုနေတဲ့သူကမန်ချက်စတာယူနိုက်တက်မှာရှိနေရတာကအမကန်လုံးဝထူးခြားတဲ့ခံစားမှုတစ်ခုပါခံစားချက်တစ်ခုပါဆိုပြီးသူကပြောခဲ့တယ်ကျွန်တော်မတည်ဘူးတဲ့ဒါကိုရှင်းပြလို့မရဘူးသူစိတ်ထဲမှာတော့တော်တော်ဒီကလေးကအရန်ကိုပျော်နေပုံရရင်ဒီကူရနော်ကျွန်တော်မိသားစုအတွက်ကတော့တဲ့ကျွန်တော်ကိုနိုင်ငံလက်ရွေးစင်အတင်းနဲ့ ကစားနေရတာကိုမြင်တွေ့ရခြင်းဟာမဟာဂုံယူမှုတစ်ခုပါကျွန်တော်တို့ United အသင်းကြီးမှာသူရှိနေတာကိုသူ့ရဲ့မိသားစုမြင်နေရခြင်းဟာလည်းမဟာဂုံယူမှုကြီးတစ်ခုပါဆိုပြီးပြောခဲ့တယ်။ဒီနေရာမှာတစ်ချက်ပြောစရာရှိတာကဒီပါရာဂွေးနိုင်ငံကိုစားပြု Diego Leon ကကျွန်တော်တို့ Manchester United ရဲ့ပထမဦးဆုံးပါရာဂွေးနိုင်ငံသားပေါ့နော်။ရှေ့မှာတော့ကျွန်တော်တို့တောင်အမေရိကသားတွေဦးတော့ကျွန်တော်တို့ United အသင်းကခေါ်ယူခဲ့ဘူးတယ်ပေါ့နော်။ အဲညီကိုလည်းမှီရဲညီကိုလည်းမှီလိုက်မယ်ကျွန်တော်ဒီဂိုဖော်လန်တို့အဲကာဗန်နီကိုတော့အကုန်လုံးမှီမယ်လို့ထင်ပါတယ်နော်ကာဗန်နီတို့ပါလို့ဆိုရင်လည်းကျွန်တော်ယူနိုက်တက်အသင်းကခေါ်ယူခဲ့ဘူးတဲ့ဒါပေမဲ့ဒီပါရာဂွေးနိုင်ငံသားကတော့ဒီဂိုလီယွန်ကပထမဦးဆုံးမန်ချက်စတာယူနိုက်တက်ကစားသမားဖြစ်လာတာပေါ့နော်ကဲဟုတ်ပြီညီကိုတို့အနေနဲ့ကတော့ဘယ်လိုထင်လဲပေါ့နော်ဒီကလေးရဲ့ အဲဒီသူ Manchester United လို့အသင်းကြီးမှာရှိနေရတာပေါ့နော်သူအနေနဲ့တော်တော်လေးကိုဂုဏ်ယူနေရလို့ပြောတယ်ဟုတ်ပြီဒါကလည်းကျွန်တော်တို့ United ရဲ့အစင်လာတွေကြီးမှုကြီးမားမှုတွေကြောင့်မို့လဲပါလိမ့်မယ်ညီကိုတွေနော်ဟုတ်ပြီအဲဆိုရင်ကျွန်တော်နောက်တစ်ပုတ်ကိုသွားမယ်နောက်တစ်ပုတ်ကတော့ညီကိုတွေကျွန်တော်တို့ United ရဲ့ legend ကြီး Andy Cole ပေါ့နော် Andy Cole ကတော့တခြားမဟုတ်ဘူးကျွန်တော်တို့နီးပြ Amorin အပေါ်မှာသူ့ရဲ့ထင်မြင်ချက်လေးပေါ့နော်ဒီ ဒီပြ MOU ရဲ့နီးစနစ်တွေအပေါ်မှာသူရဲ့ထင်မြင်ချက်လေးကိုပြောသားပြောကြားခဲ့တယ်။ဟုတ်ပြီ ND Go ကတော့တချို့ညီကိုကြီးလည်းသိလိမ့်မယ် ND Go နဲ့ Dryer အတွဲဆိုတာကတော့လုံးဝကျွန်တော်တို့1998 1999ခုနှစ်မှာလုံးဝကိုကျွန်တော် United အသင်းကို အများကြီးဟိုပြောရမယ်ဆိုရင်ဒီတမိုင်းကြောင်းကြီးတစ်ခုကိုရေးထိုးခဲ့တဲ့အတွဲလို့ပြောလို့ရတယ်။သူတို့နှစ်ယောက်ကခွာလို့မရတဲ့ပုံစံမျိုး Indigo ဆိုရင်လည်းကျွန်တော်တို့ United အသင်းအတွက်120တကူတွင်ယူပေးခဲ့တယ်။အဲကျွန်တော်တို့ ဒရိုက်တော့ဆိုရင်လည်းကျွန်တော် United တွင်တော့66ကိုတီတီကိုတွေးယူပေးခဲ့တဲ့ကစားသမားပဲเนาะဒီ legend နေပေါ့เนาะဟုတ်ပြီဒီကျွန်တော် United Manchester United အဲဒီပြောရမစင်ကျွန်တော် coach တယောက်အနေနဲ့ manager တယောက်အနေနဲ့တောင်းယူရတာလုံးဝမလွယ်ချောင်းကိုသူအနေနဲ့ယခုလိုပြောကြခဲ့တယ်ဟုတ်ပြီဒီလိုငယ်ရွယ်တဲ့အသက်ရွယ်နေပေါ့เนาะပြောချင်တာနီးပြအမွေအနေနဲ့တခြားနီးပြအနေနဲ့ရှင်တော့တော်တော်လေးငယ်သေးတယ်ဟုတ်ပြီသူ့ရဲ့အသက်ရွယ်နဲ့ကျွန်တော် Manchester United လို့အသင်းကြီးကိုတာဝန်ယူရခြင်းဟာလေအမြဲတမ်းစိန်ခေါ်မှုတစ်ခု ဖြစ်လာမှာပါပဲတဲ့ အဲ့ဒါလည်းမှန်တယ်ညီကိုရေနော်မန်ချက်စတာယူနိုက်တက်ကတဲ့အခုချိန်မှာတဲ့အဓိကဆူဖလားတွေအတွက်ပြိုင်ဆိုင်နေတာမဟုတ်ဘူးအဲ့ဒါလည်းမှန်တာပဲကျွန်တော်ယူနိုက်တက်အသင်းကလက်ရှိကဖလားတွေဖလားတွေကိုတခြားသင်းတွေနဲ့ရှင်းပြတိုက်ခိုက်နေရမျိုးမဟုတ်ဘူးကျွန်တော်တို့ယူနိုက်တက်အသင်းကအခုမှကျွန်တော်တို့အဲဒီပြောရမယ်ဆိုရင်ကျွန်တော်တို့ဘေးဒင်းပြန်လုပ်နေရပါဘောနော်ပြန်ပြီးတိဆောက်နေရတဲ့ကာလဖြစ်နေတယ်ပြီးတော့ခါကြတော့တဲ့သူတို့ကိုဆိုတာကျွန်တော်ယူနိုက်တက်အသင်းကိုအဲ့ဒီအစင်တန်းစီပြန်ပြီးလမ်းညွန်ပို့ပေးနိုင်မဲ့နီးပြတစ်ယောက်ကိုကျွန်တော်တို့လိုအပ်တယ် ဒါကတဲ့အမ်မိုရင်အတွက်အရန်ကိုခက်ခဲပါတယ်တဲ့ဒီအဲနီးပြအမ်မိုရင်ကိုကျွန်တော်တို့အတင်းကနေပြီးတော့ဒီလိုမျိုးတိဆောက်ဖို့အတွက်ကိုခေါ်လိုက်တယ်အဲ့ဒါကလည်းဒီတာဝန်တွေကိုထမ်းဆောင်နေရတဲ့အမ်မိုရင်လိုနီးပြအတွက်ကတော့တော်တော်လေးခက်ခဲတယ်လို့ပြောချင်တယ်ဒါပေမဲ့သူကဇွဲရှိရှိနဲ့ဆက်လုံနေပြီးတော့တောက်လျှောက်ကြိုးစားနေသေးပါပဲဆိုပြီးတော့အန်ဒီကိုကကျွန်တော်တို့ဒီကျွန်တော်အမ်မိုရင်အပေါ်မှာတော့တော်တော်လေးယုံကြည်မှုရှိတဲ့ပုံ တန်တွေကိုပြသခဲ့တယ်ပေါ့နော်ဟုတ်ပြီ ND Go ကတော့ကျွန်တော်တို့အခြားပြင်တော့မဟုတ်ရှေ့မှာလည်းသူ့အနေနဲ့ကသုံးသက်ချက်လေးလုပ်ခဲ့တယ်သူ့သုံးသက်ချက်လေးကလည်းတော်တော်လေးကိုမှန်ကန်ခဲ့တယ်ပေါ့နော်အဲ့ချိန်တုန်းကတော့ဒီကိုတို့တတိထားမိလားတော့မသိဘူးကျွန်တော်တို့ Greenwood ရဲ့ကျွန်တော်တို့အဲ Marshall ရဲ့ကျွန်တော်တို့ Raffle ရဲ့ပေါ့နော်အတူတူတောက်ပနေတဲ့ချိန်ပေါ့နော်အဲ့ချိန်မှာသူ့အနေနဲ့ကကျွန်တော်တို့ Greenwood အနေနဲ့ကျွန်တော်တို့ Marshall နဲ့ကျွန်တော်တို့ Raffle ထပ်ပို့ပြီးတော့တောက်ပမဲ့ကစားသမားဖြစ်လာနိုင်မယ်ဆိုပြီးတော့လည်းသူ့အနေနဲ့ပြောခဲ့ဘူးတယ်ပေါ့နော်အဲ့ဒီဟာကလည်းကျွန်တော်တို့ Greenwood ကတော့ ခုချိန်ဒီမှာ Chester United ကိုတန်ရောစေမပြတ်သေးဘူးဆိုတာသိတာလေဒါပေမဲ့လည်းအချိန်နေအကြောင်းအကြောင်းလေးအကြောင်းလို့ကျွန်တော် United တင်းမှာတော့ရှိခွင့်မရတော့ပေမဲ့အခုချိန်မှာအတောက်ပဆုံးကိုပြပါဆိုရင်တော့ကျွန်တော်တို့ Greenwood ကိုပဲလက်ညှိုးထိုးပြမယ် Greenwood ကအခုချိန်မှာသူ Indigo ပြောခဲ့တဲ့၃ယောက်ထဲမှာအတောက်ပဆုံးဆိုတာကိုဘယ်သူမှငင်းလို့မရဘူးเนาะ KLB ညီကိုလေးကျွန်တော်ရဲ့ဗီဒီယိုလေးကိုဒီတလောင်းနဲ့ပဲအဆုံးတက်လိုက်မယ်ကျွန်တော်ရဲ့ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးရညီကိုမောင်နှမတယောက်ချင်းတရားကိုကျွန်တော်အနေနဲ့ကျေးဇူးထူးတင်ရှိပါတယ်ဗျဟုတ်ပြီ ထုံးတမ်းနိုင်မဲ့ညီကိုတွေကျွန်တော်ရဲ့ view လေးကိုကြိုက်နှစ်တက်တယ်ဆိုရင်လည်းညီကိုတွေ like and subscribe လေးလုပ်ခွဲပါလို့မမေ့နဲ့အောင်နော်